ဆင့်တင်နေနဲ့ Zoom သုံးမှာဆိုရင်ကျမတို့ကကိုယ့်ရဲ့ဖုန်းထဲမှာဒီ Zoom application လေးရှိရပါမယ်။နောက်အဲ့တော့ Zoom application ရှိထားပြီဆိုလို့ရှိရင်ဒုတိယဆင့်အနေနဲ့အဲ့ဒီ Zoom လေးကိုနှိပ်လိုက်ပါ။နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျမတို့ကဒီလိုမျက်နှာပြင်လေးနဲ့ဒီလိုဟာလေးပေါ်လာပါလိမ့်မယ်။အကောင့်ဘာမှ login ဝင်စရာမလိုဘူး။ကျမက zoom meeting လုပ်တဲ့သူဖြစ်တဲ့အတွက်ဒီလိုဟာလေးလုပ်ထားလုပ်ထားရှိပါတယ်။ ဇွန်ကျွိုင်းမဲ့သူတွေကအိမ်ပုံစံလေးဖြစ်တဲ့ဒီအဲ့ဒီ home ဆိုတဲ့နေရာတဲကိုကျမတို့ကသွားမှာဖြစ်ပါတယ်။တခါတည်းနဲ့တချို့ဖုန်းတွေက home ကိုနှိမ့်ရတဲ့နဲ့ home ကိုရောက်သွားတာရှိပါတယ်။ကျမက Zoom meeting လုပ်ရတဲ့သူမတို့ဒီလိုမျိုးလေးတွေဒီလိုနေရာကနေစပေါ်တာဖြစ်ပါတယ်။အဲ့တော့ meeting ဆိုတဲ့နေရာကိုမသွားနဲ့နော်။ meeting ဆိုတာကကိုကိုတိုင် meeting ပြုလုပ်ပြီးလူတွေကိုဖိတ်ခေါ်မှာကိုပြောတာဖြစ်ပါတယ်။ home name ကိုသွားမယ်အဲ့တော့ home ရောက်ပြီဆိုတော့ねဒီလိုလေးစာမျက်နှာဒီလိုမျိုး၄ခုပေါ်လာပါလိမ့်မယ်ကျမတို့က ဆီယာမဖြစ်တဲ့တခြားတယောက်ရဲ့မီတင်ကို join မှာဖြစ်တဲ့အတွက်နော်မီတင် join မဲ့သူဖြစ်တဲ့အတွက်ဒီ join ဆိုတဲ့နေရာလေးကိုပဲကျွန်တော်တို့နှိပ်ရမှာဖြစ်ပါတယ်အဲ့တော့သက်ဆိုင်ရာဆီယာမမီတင်ပြီးထားတဲ့ဟာလေးကိုကျွန်တော်တို့ join ရမှာပေါ့နော်အဲ့တော့ join ပုံချင်းကြီးပြမယ် အဲ့တော့ join ဆိုတဲ့နေရာကိုလက်ကလေးနဲ့ကျမတို့ကနှိပ်လိုက်ပြီးအဲ join ဆိုတဲ့နေရာကိုနှိပ်လိုက်တာနဲ့ဟောကို meeting id ကျမပေးထားတာရှိရင်ရှိမယ်တခြားဆရာမနဲ့ join နဲ့တခြားသူနဲ့ join နဲ့ဆိုရင်ကျမတို့ meeting id ရထားရှိမယ်အဲ့ဒီ meeting id ကိုဒီထဲမှာရိုက်ထည့်ရမှာဖြစ်ပါတယ်ခဏန်းနေပေါ့နော် meeting id ကဥပမာ684ဘာညာတာကဖြစ်နိုင်တယ်ပေါ့ဟုတ်ပြီအဲ့ဒါမဟုတ်ဘဲနဲ့ခုမှနောက်ထပ်အရင်တော့ meeting id ရှိရဆိုလို့ရှင်ဟောဒီမှာကို join ထားတဲ့ meeting id တွေအကုန်လုံးကိုဒီထဲမှာထည့်လို့ရပါတယ် နော်အဲ့တော့ جماعه တော့အခုနောက်ပိုင်းတခြားဆရာကြီးနဲ့ join ထားရမှရှိရတဲ့ meeting ID ကိုဒီမှာရိုက်မယ်ဆိုရင်အဲ့မှာ6 8 2 5 4 5 3စသဖြင့်ဘာညာတလကားလေးကို جماعه တို့ရိုက်လိုက်မယ်ရိုက်ပြီးသွားပြီဆိုရင်ဒုတိယအဆင့်နေအဲ့လိုရိုက်ပြီးသွားရင်မလားဒီနေရာမှာ meeting ID ကိုရိုက်မယ်နော်အဆင့်နှစ်အနေနဲ့ပါရိုက်ပြီးသားကြီးဆိုတာနဲ့အဆင့်3အနေနဲ့သူ့ရဲ့အောက်ကလေးမှာနာမည်ထည့်ပါမယ်အဲ့ဒီနာမည်ကိုပြောင်းနေနေဆိုရင်လက်ကလေးနဲ့တစ်ချက်အဲ့ဒီနေရာကိုနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ဩဒီမှာ ကိုကိုတိုင်းပြောင်းလို့ရတယ်နော်ဥပမာနော်ကိုကတော့နာမည်နဲ့ဝင်နေတာလားဒါမှမဟုတ်လို့ရှိရင်ကိုရဲ့နာမည်ဟမ်ဒီရီဆိုတဲ့ဟာနဲ့ဝင်နေတာလားကိုဝင်နေတဲ့နာမည်ကိုဒီမှာရိုက်ပါနော်ဟုတ်ပြီနာမည်ရိုက်ပြီးသွားပြီအဆင့်ကနောက်ထပ်အဆင့်၃ဟာနာမည်ရိုက်ပြီးသွားပြီနာမည်ရိုက်ပြီးသွားတဲ့ဘာလို့ ਆ မှာလဲလွယ်လွယ်လေးနာမည်ရိုက်ပြီးသွားတဲ့ join ကိုနှိပ်ရပါတော့မယ်ဒီ ID ကဒီမှာနှိပ် 6ခွန်တသားရဲ့ဆီယာ ID ရပြမယ်400 2 0 48ဆိုတဲ့ media ID ပေါ့နော်အဲ့တော့တော့နာမည်နဲ့ရိုက်တယ်ပေါ့နော်ဥပမာငိမ့်သစ္စာအောင်တိုင်းနာမည်နဲ့ရိုက်လိုက်ပါမယ်ငန်းထားပါတော့ဟိန်ဟိန်သစ္စာပေါ့နော်အဲ့တော့ join ကိုနှိပ်လိုက်ပြီအဲ့တော့ဟိုဘက်က meeting မဖွင့်ထားဘူးဆိုရင်ဟောအဲ့တော့ရလိုက်တွေ့လား meeting ဝင်မှုတော့ကျွန်တော်တို့က အဲ့ပြည်တယ်နဲ့မပြီးသေးဘူးဘာလို့ ਆ မှာလဲဆိုတော့ဒီမှာ passcode ဆိုတော့ဒီ password နေရာမှာကျွန်တော်တို့က password password ကနော်အဲ့မှာတသားစီရပေးထားတဲ့ password ကဒီ password လေးဖြစ်ပါတယ်အဲ့ဒီတော့ထည့်လိုက်ပြီး2046246123456ဟောတော့ meeting id password ကိုဒီထဲမှာရိုက်ထည့်ပြီးသားပြီဆိုရင် okay လေးကိုကျွန်တော်တို့နှိပ်ရပါမယ် okay နှိပ်လိုက်တာနဲ့ เนาะကိုကโอเคနှိပ်လိုက်ပြီဆိုတော့ねဟောဒီမှာဘာပေါ်လာပြီလဲဆိုတော့ဒီမှာကျမတို့ဒီမှာ join လေးပေါ်လာပြီအဲ့ဒီ join ကိုနှိပ်မှဖြစ်ပါတယ်ဒီနေရာမှာမနှိပ်ခင်ဒီနေရာကအရင်အရေးကြီးပါတယ်အခုကျမပြမယ်เนาะဘာလို့ဆိုဒီမှာဒါလေးကအတန်ဖြစ်ပါတယ်ဒါလေးဒီအတန်ခလုတ်ဖြစ်ပါဒါပိတ်ထားလို့မရဘူးဒါလေးကရုပ်ဖြစ်ပါတယ်เนาะရုပ်ဒီရုပ်နှစ်ခုပိတ်ထားလို့ရှင်ရုပ်လည်းမမြင်ရတော့အတန်လည်းမကြတော့အဲ့ဒီတော့ကျမတို့အဲ့ဒီနေရာကိုသွားမပိတ်ပါနဲ့အဲ့တော့ကျမပြမယ်เนาะဘယ်လိုပိတ်ကြလဲဆိုတော့ပြပါမယ်အော် ။ဟောအဲဆိုရင်ဘာမှအတန်မကြားရတော့ဘူးเนาะ။ဟောဘာမှမမြင်ရတော့ဘူး။ဟုတ်ပြီเนาะ။အဲ့ဒီဟာတွေပိတ်ပြီးကျွန်တော်တို့ဝင်လို့မရဘူး။ဟုတ်ပြီလောလောဆယ်မှာစူညံတန်နေရှိလို့ပိတ်ထားလို့ရရင်ရုပ်ကလည်းတီချဲအချက်ချင်းအခုမှစတာဆိုတော့မပိတ်ချင်မပိတ်လို့ရရုပ်ကလေးပိတ်ချင်ပိတ်လို့ရတယ်ပြီးရင်ဘာလို့ရတော့မှလဲ။အဲ့ဒီမှာ join ဆိုတဲ့နေရာကိုနှိပ်ရတော့မှဖြစ်ပါတယ်။ နော်အဲ့တော့ join ဆိုတဲ့နေရာနှိမ့်တဲ့နေရာမှာကျွန်မပေါ်လာပြီးဘိုင်မဲ့ meeting နဲ့ရောက်မသွားပါဖြစ်လို့လဲဟိုဘက်ကတက်ဆိုင်ရာ meeting နဲ့ရောက်မသွားဘူးတက်ဆိုင်ရာဆရာက meeting ကိုဒီမှာလက်မခံသေးလို့ဖြစ်ပါတယ်ဆရာက meeting မစသေးတဲ့လူကြောင့်ဖြစ်ပါတယ်နော်အဲ့တော့ meeting မစသေးရင်ကြီးတို့ပေါ်နေမယ်ဒါကဘယ်မှာသွားပေါ်လဲဆိုတော့ဆရာရဲ့ gmail တွေကိုသွားပေါ်ဖြစ်ပါတယ်တစ်ဖက်ကဆရာဆရာမရဲ့ gmail တွေကိုကို join နေဆိုတာလေးကိုရုပ်တူလည်းမပါဘူးအတန်လည်းမပါဘူး message ရောက်တာဖြစ်ပါတယ်နော်ဆရာ main way personal meeting room လေးကိုဟင်းဒီဆောင်က join မှုခွင့်တောင်းနေတယ်ဆိုတော့ message စကားလေး ူစီကိုရောက်လာမှာဖြစ်ပါတယ်ရှင်။ဒါဆိုရင်ကျွန်တော်တို့ meeting ဘလို join လဲ Zoom meeting join လဲဆိုတာလေးကိုနားလည်သွားမယ်အထင်ပါတယ်။ဒီဗီဒီယိုကိုကြည့်လို့နားမလည်သေးဘူးဆိုရင်ညနေ6:00နာရီမှာတွေ့မယ်။ညနေ6:00နာရီမှာလက်တွေ့တင်ပေးမယ် meeting ထဲကိုလည်းဝင်လာပြီးတော့ join ကြည့်လို့ရပါတယ်ခဏပါပဲ။9မိနစ်လောက်ပဲ join မှာဖြစ်ပါတယ်နော်။အဲ့ဒီတဲကိုလာခဲ့လို့ရပါတယ်ရှင်။ကျေးဇူးပါ